ကျောပေါ်မှာအလုံးကြီးဖြစ်နေတာကြောင့်ဆေးမကူးသားနိုင်တာမို့ခန်းနေဝေစီကိုမြေတားရက်ခံလာတဲ့သားလေး ပရိသတ်များရှင်အခုနောက်ပိုင်းမှာယောဂရီယာလည်းများပြားသလိုဒုက္ခရင်ဆိုင်နေရတဲ့သူတွေလည်းများလာပါတယ်။ဒီတဲကမှသားလေးစိုးလွင်ထွန်းကတော့လူတွေမှာသိမဖြစ်တတ်တဲ့ယောဂတစ်မျိုးကိုခံစားနေရတာပါ။ခြေကောင်းလက်ကောင်းဖြစ်သလိုအားလုံးအဆင်ပြေပေမဲ့နောက်ကျောမှာအလုံးကြီးရှိလာခဲ့ရပါ။အဲ့ဒီအလုံးကြီးကအစပိုင်းမှာတော့တည်တည်လေးဖြစ်ပါတယ်။ဒါပေမဲ့တစ်ဖြည်းဖြည်းနဲ့ကြီးလာပြီးတော့မထင်မထားလောက်တဲ့ပမာဏရှိလာခဲ့ပါတယ်။ဒါလေးကမတည့်ရက်ပြီဆိုနောက်ကျောကရှေ့ကိုဂိုင်းတဲ့အထိတောင်ဖြစ်နေရတာပါ။ ။ဒီချက်ဝက်ထားရင်လည်းနောက်မှာဖောင်းနေတဲ့အထီကိုဖြစ်နေတာပါ။ဒီအလုံးကြီးကဒီအတိုင်းရှိနေရမဟုတ်ပဲတော်တော်လေးလေးနာပါရယ်။ထိလိုက်တာနဲ့နားတဲ့တံကိုသူ့အနေနဲ့မခံစားနိုင်ပဲဖြစ်နေတာပါ။ဒါအပြင်သွေးတွေကလည်းတစက်စက်နဲ့ကိုကျနေရတာပါ။အလုံးကြီးကပခုံးပေါ်ထက်ကိုတောင်ကျောနေတဲ့အထီကြီးလာပြီးမို့ခဏဒါဟိုများလာတာဖြစ်ပါရယ်။ပြောရမယ်ဆိုရင်တော့လမ်းလျှောက်ပြီးဆိုရင်လည်းခေါင်းနေမူပြီးတော့သားလေးကအဆင်မပြေဖြစ်နေရပါ။လမ်းလျှောက်လိုက်တာနဲ့အလုံးကြီးကအလုံးနေပြီးတော့အင်ဂျင်နဲ့ထိပြီးတော့ပေါ ောက်ကြတော့မလို့ဖြစ်နေရပါ ပေါက်တော့မလားဆိုရယ်ဆိုရင်စိမ့်နဲ့ဒါလီယာအိမ်အပြင်တော့မထွက်ပါဘူးဒါအပြင်လှုပ်လိုက်တိုင်းမှာအလုံးဝနာတာမို့လမ်းလဲသိမ့်မလျှောက်ပဲအိမ်ထဲမှာပဲဒါနေရဖြစ်ပါတယ်နာကျင်အားငင်နေရတဲ့အချိန်မှာအားကိုးစရာမိခင်ရလည်းမရှိပါဘူးမိခင်ရကွယ်လွန်သွားတာမို့အခုလိုနာနေတဲ့အချိန်ပြုစုပေးမဲ့သူလည်းမရှိပါဘူးဖခင်ကတော့ရှိသေးပေမဲ့လည်းသူ့ကိုဂိူးမဆိုင်နိုင်ပါဘူးသူရှာစားတာကလည်းဒါလီအတွက်မထောက်ပံ့တယ်လို့စေးလေးမကုပေးပါဘူးဒါလီကမနေနိုင်တော့တဲ့အတွက်ပတ်ဝ ဝင်းကျင်ကိုသာအကူအညီတောင်းရတာပါသူတို့ဘေးနားမှာရှိတဲ့ဆိုင်လေးနာကအမအကိုအကူအညီတောင်းခဲ့ပါတယ်အရန်ဟိုနာနေလို့ဈေးကန်းပြပေးဖို့အကူအညီတောင်းတဲ့အချိန်မှာအမကလည်းအကူအညီပါတယ်သူပစံနဲ့ပဲမြို့ကဈေးကန်းငယ်လေးမှာပြသပေးပါတယ်ဆရာဝန်ကတော့အနာကပိုးဝင်သွားမှခွဲမရတော့မှလို့ဆိုတယ်ခွဲတာလည်းဒီမှာလုံးလုံးမရပဲရန်ကုန်မှာလုံးမဖြစ်မှာလို့အသိပေးလာတာပါဒါအပြင်ငွေကုန်တာလည်းများမယ်ဆိုတာကြောင့်ဆိုင်ရှင်အမကလည်းမကူညီနိုင်တော့ပါဘူး သူတို့လည်းငွေအရန်ကြီးအစင်ပြင်နေတဲ့အနေထားမဟုတ်တာမို့မကူညီပေးနိုင်တာပါငွေနဲ့မကူညီနိုင်ပေမဲ့ဒါလေးကိုအကူအညီပေးမဲ့သူကိုရှာပေးလာခဲ့ပါတယ်ခန်းနေဝေစီဆက်သွယ်ပြီးတော့အကူအညီတောင်းပေးခဲ့တာဖြစ်ပါတယ်ခန်းနေဝေကကလေးတွေကိုကူညီပေးနိုင်တဲ့အခြေအနေရှိတဲ့အတွက်အကူအညီတောင်းပေးတာဖြစ်ပါတယ်ခန်းနေဝေသာကူညီမယ်ဆိုရင်တော့ဒီအခြေကိုခွဲနိုင်မှာကြောင်းပါကျောဘောကအလုံးကြီးခွဲပြီးရင်ဒါလေးကအလုံးလုံးမှာပါအရင်ကလည်းအလုံးလုံးတာဖြစ်ပြီးတော့ကိုယ်တိုင်ရှာဖွေစားတော့တာပါဒါပေမဲ့ကျောဘောကအလုံးကပိုကြီးလာပြီးတော့နာလာတာ ာမို့အလုတ်ကိုနားထားရတာဖြစ်ပါတယ်။ဒီတိုင်းသာဆက်သွားရင်သားလေးရဲ့အလုံးကပိုဆိုးလာတော့မှာပါ။မခွဲပဲထားရင်လည်းလအတွဲမှာတကယ်ကိုပဲအထဲမှာကလီစာရီတဲထီကိုအလုံးကထိုးပေါက်သွားမယ်လို့ဆရာဝန်ကပြောလာခဲ့တယ်။အစုတ်သေးကကလီစာရီအထိတာပေါက်သွားမယ်ဆိုရင်တော့အသက်ကိုယ်တော်ထိခိုက်နိုင်တယ်လို့ဆိုပါတယ်။ဒါလေးရလဲဖြစ်နိုင်ရင်အမြန်ဆုံးခွဲကျင်တာပါ။ညဆိုလဲအထဲကအရေရီပန်းထွက်နေရမှသူ့မှာ အိတ်ချင်းကောင်းလဲမအိရဘူးစားလို့လည်းမကောင်းမဲနဲ့လူလဲပိန်တစ်ထက်ကိုပိန်လာခဲ့တာအသက်ငယ်သေးပေမဲ့လူကြီးတယောက်လိုပဲရုပ်ကြပြီးတော့စိတ်ဆင်းလာရတာပါတကယ်လို့ပဲစိတ်ဆင်းရနေရတာအဲခန္ဓာဝေယသားလေးကိုကူညီပေးမယ်လို့အကြောင်းပြန်လာကြောင်းလဲသိရတယ်ခန္ဓာဝေယကူညီပေးလို့ယောဂပြောင်းရတော့မဲ့သားလေးအပေါ်ပရိသတ်တို့ရဲ့အမြင်လေးပြပြပေးပါအောင်ဆုံးဒီကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်